မင်္ဂလာပါကွယ်ရှေ့သူ Forward Education Center ကနေကြိုဆိုပါတယ်တထမတန်းကျောင်းသူကျောင်းသားများအတွက်သိပ္ပံသင်ခန်းစာလေးကို ပြင်ဆင်ထားပါတယ်အခန်း၄စာမျက်နှာ49အလှဲ့ကြစရာ Periodic Table Periodic Table ကိုမရှင်းပြခင်မှာ အစောပိုင်းကတင်ခဲ့တဲ့သင်ခန်းစာလေးကို ပြန်လည်ဆွေးနွေးပါမယ်။ရာဝတ္ထုတွေအားလုံးကို drug တွေနဲ့ဖွဲ့စည်းထားပါတယ်။ drug တွေကို atom လို့ခေါ်တဲ့အလွန်သေးငယ်ပြီးတာမန်မျက်စိနဲ့မမြင်နိုင်တဲ့အမှုန်တွေနဲ့ဖွဲ့စည်းထားပါတယ်။ဒီ atom တစ်ခုဟာအလဲကောင်မှာ nucleus ဆိုတဲ့အဆံလေးရှိပါတယ်။ nucleus မှာ neutron နဲ့ proton အမှုံလေးနဲ့ဖွဲ့စည်းထားတယ်။ဒီ nucleus အဆံကိုအပြင်ကနေပြီးတော့မှ electron ဆိုတဲ့အမှုံလေးကဝိုင်းရံပြီးတော့လှည့်ပတ်နေပါတယ်။ atom မှာ electron, neutron, proton လို့ခေါ်တဲ့အခြေခံအမှုံ၃ခုနဲ့ဖွဲ့စည်းထားပါတယ်။ဒီအထက်မှာ neutron ကတော့လက်စစ်ဓာတ် မဲ့ပါတယ်လက်စစ်ဓာတ်မရှိပါဘူးပရိုတွန်ကတော့လက်စစ်ဓာတ်ဖို့ဆောင်ပါတယ်အီလက်ထရွန်ကတော့လက်စစ်ဓာတ်မှဆောင်ပါတယ် atom တမျိုးတည်းနဲ့ပဲဖွဲ့စည်းထားတဲ့ drug တွေကို drugsin လို့သတ်မှတ်ပါတယ်ဒီတော့ drugsin မှာ atom အမျိုးအစားတမျိုးတည်းပဲပါရှိပါတယ် ကမ္ဘာပေါ်မှာ drug စင်အမျိုးပေါင်း118မျိုးရှိပါတယ်။ဒီ drug စင်တွေဟာတဘာဝမှာတွေ့ရှိရတဲ့ drug စင်တွေလည်းရှိသလိုသိပ္ပံပညာရှင်တွေကလက်တွေ့ခန်းမှာပြုလုပ်ထားတဲ့ drug စင်တွေလည်းရှိပါတယ်။တဘာဝအတိုင်းတွေ့ရတဲ့ drug စင်ကတော့62မျိုးရှိပြီးတော့သိပ္ပံပညာရှင်တွေတီထွင်ပြီးပြုလုပ်ထားတဲ့ drug စင်ကတော့26မျိုးရှိပါတယ်။ ီတော့ကဘာပေါ်မှာ စုစုပေါင်း dress in အမျိုးစား118မျိုး ရှိပါတယ်အဲ့ dress in တွေဟာ အခဲအခြေအရေးအခြေအငွေ့အခြေစတဲ့အခြေတွေ ਨੇ တည်ရှိနေကြတာဖြစ်ပါတယ်ဒီ dress in တွေကိုအစည်းစင်တကြစုစည်းပြီးတော့မှဇရာတစ်ခုမှထဲ့တွင်ထဲ့တွင်ရေးဆွဲထားပါတယ် ဒီလို drug စင်တွေကိုစုစည်းထည့်သွင်းထားတဲ့ဇာတ်ကိုအလှဲ့ကျဇာတ် periodic table လို့ခေါ်ပါတယ် drug စင်တွေကိုအထက်အမှတ်စင်လိုက်ဇာတ်ထဲမှာစနစ်တကျထည့်သွင်းထားတာဖြစ်ပါတယ်အထက်အမှတ်စင်ဆိုတာဘာလဲအထက်အမှတ်စင်ဆိုတာအဲ့ drug စင်အထက်မှာရှိနေတဲ့ ပရိုတွန်အရေအတွက်ကိုအက်တမ်အမှတ်စဉ်ဖြင့်သတ်မှတ်ထားတာဖြစ်ပါတယ်အက်တမ်အမှတ်စဉ်သည်ရက်စင်အက်တမ်မှာရှိတဲ့ပရိုတွန်အရေအတွက်ပါ တနည်းအားဖြင့်ပရိုတွန်အရေအတွက်ကို အက်တမ်အမှတ်စဉ်လို့သတ်မှတ်ပါတယ်ဥပမာအားဖြင့်ဟီလီယံအက်တမ်မှာဒီအလယ်ကအစား မာပရိုတွန်အနီယောင်ပရိုတွန်အပေါင်းလက္ခဏာလေးနဲ့လက်စစ်ဓာတ်ဖိုဆောင်တဲ့ပရိုတွန်နှလုံးရှိပါတယ်။ဒါကြောင့်ဟီလီယံအက်တမ်မှာပရိုတွန်အရေအတွက်နှလုံးရှိတယ်။ဟီလီယံအက်တမ်ရဲ့အက်တမ်အမဆင်ကနှစ်ဖြစ်ပါတယ်။ပရိုတွန်အရေအတွက်အတိုင်းအက်တမ်အမဆင်သတ်မှတ်ထားတာဖြစ်ပါတယ်။ဒီလိုပဲဒီကာဗွန်အက်တမ်မှာအလေကောင်မှာ အပေါင်းလက္ခဏာဆောင်ထားတဲ့အနီရောင်အဝိုင်းလေးဟာ6ခုရှိပါတယ်။အဲ့ဒီအနီရောင်လေးတွေဟာပရိုတွန်ဖြစ်ပါတယ်။ဒီတော့ပရိုတွန်ရေအတွက်ဟာ6ခုရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကာဗွန်အက်တမ်ရဲ့အက်တမ်အမတ်စဉ်ကို6လို့သတ်မှတ်ပါတယ်။ပရိုတွန်ရေအတွက်ကိုပဲကြည့်ပြီးတော့အက်တမ်အမတ်စဉ်တွေကိုသတ်မှတ်ထားခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပရိုတွန်ရေအတွက်ဟာ မပြောင်းလဲပါဘူး။ ပရိုတွန်ဟာရွှေ့ပြောင်းနိုင်ခြင်းမရှိပါဘူးအီလက်ထရွန်ဟာရစင်တစ်ခုကနေတစ်ခုကိုတော့၎င်းပစ္စည်းတစ်ခုကိုတော့၎င်းရွှေ့ပြောင်းနိုင်ပါတယ်နော်အီလက်ထရွန်ရဲ့အရေအတွက်ဟာရွှေ့ပြောင်းနိုင်တာဖြစ်တဲ့အတွက်ပြောင်းလဲမှုရှိပါတယ်ပရိုတွန်ရဲ့အရေအတွက်ဟာ ပြောင်းလဲမှု မရှိပါဘူးမပြောင်းလဲဘူးဒါကြောင့်မို့လို့ပရိုတွန်အရေအတွက်ကိုအက်တမ်အမှတ်စဉ်ဖြစ်သတ်မှတ်ထားပါတယ် ခုဒီပုံမှာကြည့်ခဲ့လို့ရှိရင် hydrogen atom helium atom lithium atom ဆိုပြီးတွေ့ရမှာပါဒီ1နှစ်3ဆိုတော့ကိန်းကနနီအရောအတအမတ်စင်တွေပဲဖြစ်ပါတယ်အဲ့တော့ drug စင်တွေကိုအတအမတ်စင်အလိုက်အလှဲ့ကျစရာမှာထည့်သွင်းထားခြင်းဖြစ်ပါတယ်အတအမတ်စင်ရှိတဲ့အတိုင်း1 2 3 4 5 6ခု8ဆိုပြီးမှစီစဉ်ပြီးတော့ ရေးဆွဲထားတာဖြစ်ပါလေ grass in ၏ကို down like column အားဖြင့်တော့၎င်းအလျားလိုက်အတန်းအားဖြင့်တော့၎င်းခွဲခြားပြီးတော့အစီစဉ်တကြထည့်သွင်းရေးဆွဲထားပါတယ် down like column ကိုအုပ်စု group လို့ခေါ်ပါတယ် down like column အတိုင်းရှိနေတဲ့ dressing item တွေကိုအုပ်စု group လို့သတ်မှတ်ပါတယ်အုပ်စု group ထဲမှာပါဝင်နေတဲ့ item တွေအဖြစ်သတ်မှတ်ပါတယ် အလျောင်းလိုက်အတန်းမှာရှိနေတဲ့ dressing တွေကိုတော့အပိုင်း period လို့သတ်မှတ်ပါတယ်အဲ့တော့ဒီအလဲကျဇာမှာ down light column ကိုအုပ်စု group လို့ခေါ်ပြီးတော့အလျားလိုက်အတန်းနေကိုတော့အပိုင်း period လို့ခေါ်ပါတယ်ဒါကတော့အလဲကျဇာရဲ့ပုံဖြစ်ပါတယ်ဒီအလဲကျဇာမှာ hydrogen atom ူ့ရဲ့အထအမစင်တစ်ကနေစပြီးတော့ရှိတယ်ဒီမှာကြည့်လို့ရှိရင်60နှစ်အထိပေါ်ပြထားတာကို တွေ့ရပါမယ်ဒေါင်းလိုက်ကောလမ် အခုပုံမှန်မြင်နေရတိုင်းဒီလိုမျိုးကို down like column လို့ခေါ်ပါတယ်ဒါတွေအားလုံးဒီ down like column ဒီလိုအရှည်လိုက် down like ကို down like column လို့ခေါ်တယ်ဒီ down like column ကိုအုပ်စုအနေနဲ့သတ်မှတ်ပါတယ်ဒီ down like column မှာပါတဲ့ atom တွေဟာ crossing atom တွေဟာအုပ်စုတစုအနေနဲ့သတ်မှတ်ထားပါတယ်ဒီလိုပဲဒီအုပ်စုအနေနဲ့ဆိုရင်အခုဒီမှာ downlight column ဖြစ်တဲ့ဒါကအုပ်စု1ပေါ့เนาะဒီ1ကနေ ဟောဒီမှာ78 ठी 1,2,3,4,5,6,9,10ဆိုပြီး78 ठी ရှိပါတယ်အုပ်စု1မှာ78 ठी 78ခုရှိပါတယ်အဲ့တော့ downlight column ဟာ78ခုရှိပြီးတော့အုပ်စုအနေနဲ့ပြောရင်အုပ်စု1ကနေအုပ်စု78 ठी ရှိပါတယ် အလျားလိုက်အတန်းအခုဒီမှာအနီရောင်မြင်းချောင်းအဆက်ကလေးနဲ့ဘောင်းခတ်ထားတာကအလျားလိုက်အတန်းမှာဒီအလျားလိုက်အတန်းတွေက အပိုင်းဖြစ်ပြီးတော့ဒီလိုအလျားလိုက်အတန်းပေါင်းခုနှစ်ခုရှိတဲ့အတွက်အပိုင်းက9ခုရှိပါတယ်ပြီးတော့ဒီအလျားလိုက်အတန်းကိုအပိုင်း period လို့သတ်မှတ်ပါတယ်နော်အဲ့တော့ downlight column နေနဲ့က16ခုရှိတယ် အုပ်စု78ခု group 78ခုအလျားလိုက်အတန်းနေနေကတော့9တန်းရှိတယ်အပိုင်း period 9ခုဖြစ်ပါတယ်ဒါတွေကစောစောကပြောခဲ့သလိုအထံအမှတ်စဉ်တိုင်းစနစ်တကျအစီအစဉ်ထားပါတယ်ဒီမှာမြင်နေရတဲ့နံပါတ်ကလေးတွေဟာအထံအမှတ်စဉ်ကလေးတွေဖြစ်ပါတယ်နော်ဒီအထာမတ်စင်တက်ကနေဒီမှာ61 62အထိမြင်တွေ့ရမှာဖြစ်ပါတယ် ကဲဒီမှာအောက်စု1 2ပြီးတော့73 74 55 69အဲ့ဒီအထီကเนาะ1 2 73 74 55 69ဟာအောက်စုရောမကိန်းကဏ္ဍနေနဲ့ဖော်ပြပါတယ်အောက်စု1 2 73 5အောက်စု3 4 5 ရှောက်ခွန်ဆိုပြီးတော့ယောမကိန်းကနန်းအနေနဲ့ဖော်ပြပါတယ်တင်းနှစ်73 74 55 76ဆက်ခွန်ကိုယောမကိန်းကနန်းအနေနဲ့တင်းနှစ်34 56ခွန်ဆိုပြီးတော့ဖော်ပြပါတယ်ဒီအုပ်စု78ကတော့3ညဖြစ်ပြီးတော့အုပ်စု3ညလို့သတ်မှတ်ပါတယ် ဒါတော့အခုဒီမှာမြင်နေတဲ့အတိုင်းပဲ10နဲ့ပြီးတော့3 4 5 6 9အုပ်စု3ညဒီထဲမှာအုပ်စု group တစ်ခုဒီမှာကြာရောက်တဲ့ dressing တွေဟာအခုဒီမှာဘောင်ခတ်ပြထားတဲ့အတိုင်းပဲเนาะဒီ downline အတန်းမှာရှိတဲ့ group အုပ်စုတစ်ခုထဲမှာကြာရောက်နေတဲ့ dressing တွေဟာ ဓာတ်ကုံတတ္တိတူညီကြပါတယ်ဒီ dressing atom နေရဲ့ဓာတ်ကုံတတ္တိတူညီကြပါတယ်တခါအပိုင်း period အပိုင်း period တစ်ခုထဲမှာ ရှိနေတဲ့ဟောဟောဒီလိုအုပ်စုတွေအလျားလိုက်အတန်းမှာရှိနေတဲ့ dressing atom တွေဟာနော်ဝဲမရာကိုသွားရင်ဆိုတော့ဒီဝဲဘက်ကနေ လက်ရဘက်ကိုတဖြည်းဖြည်းတိုးသွားတိုင်းရွှေ့သွားတိုင်းရွှေ့သွားတိုင်းတတုဂုံတတိကနေတတုမဟုတ်တဲ့ဂုံတတိကိုတဖြည်းဖြည်းပြောင်းလဲသွားပါတယ်ဆိုလိုတာကဝဲဘက်မှာရှိနေတဲ့ရစင်အတမ်နီယာတတုဂုံတတိတွေရှိကြပေမဲ့လက်ရဘက်ကိုရောက်သွားတိုင်းတတုမဟုတ်တဲ့ဂုံတတိတွေအဖြစ်ပြောင်းလဲသွားပါတယ် ဲ့တော့ဒီရဲ့အပိုင်း period တစ်ခုထဲမှာကြာရောက်နေတဲ့ dressing တွေသည်လက်ဝဲဘက်မှာရှိတဲ့ dressing တွေဟာတတုဂုံတတိတွေရှိကြပြီးတော့လက်ရဘက်ကိုရွေ့သွားတိုင်းရွေ့သွားတိုင်းတတုမဟုတ်တဲ့ဂုံတတိတွေအဖြစ်တဖြည်းဖြည်းပြောင်းလဲသွားတာကို တွေ့ရပါတယ်အဲ့တော့ဒါက periodic table အလဲကျဇာရရဲ့အကြောင်းကို เนาะအဲထဲ့သွင်းရေးဆွဲထားတဲ့တိဆောက်ထားတဲ့ပုံကို ရှင်းပြသွားခြင်းပဲဖြစ်ပါတယ်ဆ ्याम တို့ရဲ့ရှေ့သူ forward education center ကနေ တင်ပြတဲ့ဆွေးနွေး တင်ပြတဲ့သင်ခန်းစာတွေကိုနားထောင်ရှင်းနေဆိုခဲ့လို့ရှင်ရင်ဒီဗီဒီယိုလေးကို subscribe လုပ်ထားပေးပါ ဆီယမတို့ကတော့အခါအားလျော်စွာပဲဒီဗီဒီယိုလေးတွေနဲ့ဒီလိုအခုလိုပဲဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်မင်္ဂလာညချမ်းလေးဖြစ်ပါစေနောက်တစ်ခါမှပြန်လည်ဆုံတွေ့ကြပါမယ်